တန်းကြောင်ရဲ့ပယ်ခုတ်နှစ်ကွက်စပြီးတော့လေ့ကျင့်တော့မယ်ဆိုရင်ပယ်ခုတ်နှစ်ကွက်မှာအရေးကြီးတာကအချင်းသေးတိုင်းပယ်တိုင်းပယ်တိုင်းမှာပယ်လက်ကမျက်နာမှုရရှေ့တရက်ကနေဖြတ်သွားပြီးတော့မျက်နာကိုလုံအောင်ပယ်ရမယ်ပယ်ပြီးတဲ့အခါခေါင်းရဲ့ဂျိုဆောင်းအပေါ်ဘက်တထွားကွာမှာရက်ပယ်တာနဲ့ဒီပိုင်းနဲ့တည်းဘယ်ညာခြေပြားကြွဖနှောင့်ကိုကြိတ်ပြီးတော့အချင်းသေးတိုင်းလှည့်ပယ်တဲ့ဘက်ကခြေပြားကိုအပြင်လှည့်ဒူးညို့ပယ်ပြီးတာနဲ့ခုတ်လက်တစ်ခါလေးလိုက်ပယ်လက်ကခါအတက် ခုတ်လက်က မင်းနာရှေ့ကနေလုံအောင်ခုတ်ပြီးတော့မင်းနာဘေးအပေါ်ဘက်ခေါင်းပေါ်တထွားအကွာမှာရှေ့ရမယ်။ကြံခဲ့တဲ့ခြေပြားကတော့မင်းနာမူရရှေ့တက်တဲ့ဒူးဖြောင်းထားရမယ်။ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကဖြောင်းထားတဲ့ခြေလိုက်ပြီးတင်းပြီးတော့ဖြောင်းနေရမယ်။ဘဲညာအချိန်90အနည်းဆုံးကစားရမှာဖြစ်ပြီးတော့ခြေဖနှောင်းကနှစ်ကွက်ကနေချော်မထွက်ချော်မထွက်သွားရဘူး။ဒါဟာတိုင်းကြောင်မြန်ရဲ့အခြေခံပယ်ခုတ်ကျင့်စင်ပဲဗျ။အဲ့တော့ပယ်တိုင်းပယ်တိုင်းပါလေခွင်းတံထွက်အောင် ပယ်ဖို့လိုတယ်ခုတ်တန်းခုတ်တန်းမှာလည်းလေခွန်းတန်ထွက်အောင်ခုတ်ဖို့လိုတယ်အဲ့တော့ခြင်တိတိုင်းနဲ့ပယ်ခုတ်နဲ့ကအလိုက်မဲ့ညီနေရမယ်မျက်နာကလည်းအမြဲတမ်းရှေ့မှာရှိနေရမယ်ပေါ့နော်ပယ်တဲ့လက်ကိုလိုက်မကြည့်နဲ့ခုတ်တဲ့လက်ကိုလည်းလိုက်မကြည့်နဲ့ခန္ဓာကိုယ်ရဲ့အတိန်းနေအညွတ်တွေကအရန်ရေးကြည့်ပါတယ်ဒါကြောင့်မလို့ပယ်တိုင်းမှာကြံခဲ့တဲ့ခြေထောက်ရဲ့ဖြောင့်ထားတဲ့အတိုင်းပဲခန္ဓာကိုယ်ကညီရမယ်ခုတ်တိုင်းမှာလည်းအဲ့လိုပဲဒါမှသာပယ်ခုတ်ရဲ့လမ်းစဉ်အတိုင်းဖြစ်တော်မှာဖြစ်တယ်အဲ့တော့အသက်ကိုပုံမှန်ရှူနေရမှာဖြစ်ပြီးတော့အသက်ကိုအောက်မထားပါနဲ့ ပယ်ခုတ်တဲ့အခါဘာမှဝော်ရီများနေစရာမလိုဘူးသူ့ဟာသူတဘာဝတိုင်းရှုသွင်းရှုထုတ်ပုံတော့ကတော့သူလုံနေပါလိမ့်မယ်ဗျဒါဆိုရင်အဆင်ပြေတော့ပါလိမ့်မယ်ရအောင်ကြည့်ကြပါအချိန်90ရာနေ100ရာလောက်ထိရအောင်လုပ်ပါဒါပါပဲကျေးဇူးတင်ပါတယ်